Hello, welcome back to my channel again. ကွန်ဖူပန်နာကိုကြည့်ဘူးတဲ့ပြည်သက်တိုင်းစဉ်းစားမိကြမလားမသိဘူး။တပတ်လုံးကွန်ဖူကျင့်လာတဲ့နှင်းချစ်သက်စရာကြီးဒိုင်လွန်ကိုရုတ်တရက်ရွေးချယ်ခံပြီးရပ်ပိုင်းလေးတိုင်းချင်းခဲ့တဲ့ပန်ဒါဝတ်တုတ်လေးပို့ကဘလိုနိုင်ယူခဲ့လဲဆိုတာပဲ။ဒိုင်လွန်ကပို့ထက်တိုင်းပညာရောအထွေထွေအများကြီးပို့တာလဲဆိုတာငင်းလို့မရဘူး။ဒါဆိုရင်ဘာကြောင့်လဲ ဆိုတော့ဒီနေ့မှာဒီပိုလိုခောက်ဆွဲဆိုင်ရဝတ်တုတ်တုတ်ကောင်လေးကတိုင်လွန်လို့ငကားသူရဲကောင်ဖြစ်လာဖို့ရည်ရွယ်ထားပြီးတသက်လုံးတိုင်းကျင့်လာတဲ့တိုင်သမားကိုဘလို့အနိုင်ယူခဲ့လဲဆိုတာဆွေးနွေးတော့ပါမယ်။သူတို့နှုတ်ရဲ့ငယ်ဘဝကနေစပြောရမယ်ဆိုရင်ပိုနဲ့တိုင်လွန်ကမိဘမိတ်တွေဖြစ်ကြပြီးငွေစားအဖေတွေနဲ့ကြီးပင်းခဲ့ရတယ်။ဒါကတူညီတဲ့အချက်ဒါပေမဲ့သူတို့ဖေတွေရဲ့မျှော်လင့်ချက်တွေကတော့ကွာတယ်။ ရှင်ဖူကသူ့သားကိုသူ့လိုမျိုးကွန်ဖူပညာရှင်ဖြစ်စေခြင်းခဲ့တယ်လို့ခေါက်ဆွဲတဲ့ကြီးလီရှန်ကတော့ပိုကိုသူ့လုပ်ငန်းဆက်ခံစေခြင်းခဲ့တယ်တိုင်လုံးကြေးပြုံးမှုတစ်ချောင်းလုံးကငကားသူရဲကောင်ဖြစ်ရမယ်ဆိုတဲ့ဖီအားတွေနဲ့ပြည့်နှက်ခဲ့ရပြီးတော့ရှီဖူကိုဂုံယူစေခြင်းတဲ့စိတ်နဲ့အာဒီကွန်ဖူကိုစ조사ပြီးတင်ယူခဲ့တယ်။ဒါပေမဲ့မာစတာဥဂွေကသူ့ကိုညှဉ်းဆန်လိုက်တဲ့အခါမှာအဖေဆိုလည်းဟုတ်တယ်ဆရာဆိုလည်းဟုတ်တယ်ဒီရှီဖူအနေနဲ့ကဘာမှမတက်နိုင်ခဲ့ဘူးမကာကွယ်ပေးနိုင်ခဲ့ ဒီဖြစ်ဖြစ်ကတိုင်လုံရဲ့စိတ်ထဲမှာအနာတွေကဖြစ်စေခဲ့ပြီးတော့အတိစိတ်ဒဏ်ရာကပဲသူ dark side ကိုမိညစ်ပေးလိုက်တယ်လို့ဖြစ်သွားတယ်။တစ်ဖက်မှာဒီပိုရဲ့ဘွားကတော့သူနဲ့ဆန့်ကျင်ပဲမွေးစားဖေကသူ့ကိုတားရင်ဖြစ်တန်မိုးထားပြီးအတအတကင်ကင်နဲ့မိသားစုချစ်ချင်းနဲ့ကြီးပင်းလာစေခဲ့။ပြီးတော့သူ့ဖေလီရှန်ရဲ့ဒီလှုပ်ဝက်ချန်ဒီမရှိတဲ့ခေါက်ဆွဲဆိုတဲ့စကားပိုရဲ့စိတ်ဓာတ်ကိုအလင်းပွင့်သွားစေပြီးခွန်အားဖြစ်လာစေခဲ့တယ်။ သူ့ဘဝအခြေခံကစစ်မှန်တဲ့ကိုယ်တိုင်ယုံကြည်မှုခံယူချက်လို့ပြောလို့ရတယ်။ဒီလိုပြောထောင်ခံရပုံကြီးကြီးပင်းလာခဲ့ရပုံကြီးမတူခဲ့ကြတဲ့ mindset ကွာခြားချက်ကတိုင်လုံနဲ့ပို့လို့ရဘဝမှာအများကြီးတက်ရောက်မှုရှိခဲ့တယ်ပေါ့နော်။တိုင်လုံက Dragon Scroll ကိုမရတဲ့အခါသူ့အရှုံးကိုလက်မခံနိုင်ဘူး။သူ့ရဲ့မျောလင်းချက်တွေပျက်စီးသွားတာနဲ့သူ့ဒေါသတွေကိုရွာသားတွေပေါ်ပုံချခဲ့တယ်။ကြောက်စိမ်းနှမ်းတော့ပေါ်ကိုလည်းတစ္ဆာဖောက်တယ်။တိုင်လုံရဲ့ mindset က fixed mindset သူများတွေငါ့ကိုဘယ်လိုမြင်ကြမလဲဆိုတဲ့ပုံအခြေခံထားတဲ့စိတ်တဲ့ဒါကြောင့်လဲသူအရှုံးကိုတကယ်လက်မခံနိုင်ခဲ့ဘူးအရှုံးသမားလို့အမြင်မခံနိုင်ခဲ့ဘူးပိုကတော့တခြားဟိုတိုင်လွန်လို့သူ့ထက်တိုင်းမိညာတော်တဲ့သူနဲ့ရင်ဆိုင်ရတဲ့အခါမှာသူ့စီမှာနိုင်ရဘူးဘာမှရှိမနေခဲ့ဘူးဒါပေမဲ့သူ့ရဲ့တာဝန်ယူခြင်းစိတ်တစ်ခုတော့ရှိခဲ့တယ်သူ့စီမှာပြောပါလောက်เสียကွန်ဖူတိုင်းပညာမရှိပေမဲ့ယုံကြည်မှုနဲ့ဒီ Dragon Warrior ဆိုတဲ့တာဝန်ယူစိတ်ကြောင့်တိုင်လွန်ကိုသူရင်ဆိုင်ခဲ့တယ် ဒါပိုစီမာရှိတဲ့ growth mindset ရဲ့အဓိကတော့ချက်တိုင်းလုံကကြာရှုံးမှုကိုဒေါသနဲ့ရင်ဆိုင်ပြီး သူ့ဘေးနားပတ်ဝန်းကျင်ကိုဖျက်ဆီးဖို့ကြိုးစားတယ်ပိုကတော့ကြာရှုံးမှုတွေကိုရင်ဆိုင်ပြီးဒီရွာလေးကိုကာကွယ်ဖို့တဲ့တတိရှိသွားခဲ့နောက်တစ်ခုကတိုင်းလုံကသူ့အားနဲ့ချက်ကိုလက်မခံနိုင်ဘူးပိုကတော့သူ့အားနဲ့ချက်ကိုလက်ခံပြီးအဲ့ဒါကို အားသာချက်ဖြစ်ပြောင်းလဲနိုင်ခဲ့တယ်ဥပမာတိုင်းလုံရဲ့အကြောပိတ်တိုင်ခွက်ကိုပိုကသူ့အစီတွေနဲ့ကာကွယ်နိုင်တာမျိုး ကွန်ဖူပန်ဒါရုပ်ရှင်ကနေရလိုက်တဲ့သင်ခန်းစာတစ်ခုရှိတယ်။အောင်မြင်မှုဆိုတာကိုကျွမ်းကျင်မှုတွေလေ့ကျင့်မှုတွေနဲ့ကြည့်ပဲရနိုင်တာမဟုတ်ပဲကိုယ့်ကိုယ်ကိုယုံကြည်ဖို့စိတ်သက်ခွန်အားလည်းလိုရဆိုတာပါပဲ။ Okay ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုတစ်တင်နဲ့ပြန်လာပါဦးမယ်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင် Subscribe button လေးနှိပ်ပေးကြပါအောင်။နောက်ဗီဒီယိုတွေမှာတွေ့ကြတာပေါ့။